လူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်။ဥပမာမိဘတွေဆိုရင်သာသမီပုံမှာတွေ့တာလေ။နော်။အိမ်တော်ဥစည်းတွေဆိုလို့ရှိရင်သာမယတွေပုံမှာတွေ့တာလား။အဲ့ဒါကြရင်ပြောတယ်။မိဘတွေပုံမှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေး။ရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုမထားပါနဲ့။ တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုလာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့လို့ပြောရမယ်ဟုတ်ကဲ့ဒါပေမဲ့ခုခေတ်အဲ့ဒီလိုပြောရင်ရံများလုပ်နေမလားမသိဘူးနော်မိဘပေါ်မှာတွေ့တာတဲ့စိတ်ရှိလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိလဲသိမှာပဲသိမဲ့တူတူတော့ဘယ်သူပေါ်မှာမတွေ့တာပါနဲ့လို့ပြောပါတယ် ါဆက်ပြီးတော့ပြောရမယ့်စကားတစ်ခုနော်နောက်တစ်ခုကသားမယားတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားလို့မေးမေးတဲ့အခါရှိတယ်ဆိုလို့ရှင်ဟေးတွေ့တာတဲ့စိတ်ရှိနေလဲသေမှာပဲတွေ့တာတဲ့စိတ်မရှိဘူးဆိုလဲသေမှာပဲသေမဲ့အတူတူတော့လွတ်လွတ်ကျွတ်ကျွတ်ဘယ်သူ့ပေါ်မှာမတွေ့နဲ့အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါလို့ပြောတယ်